ရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတော့တောက်ကြနေလို့ရောက်ရင်1 Friday 5 1 2 5ပြန်ပွဲကိုကျင်းပတော့မှာပါ1 Friday 5 1 2 5ပြန်ပွဲရဲ့ကောင်ပွဲက Fedex ဂျင်မြတ် Fighter <laughs> တယောက်ဖြစ်တဲ့စီမပက်ရှင်ပွဲစဉ်ဖြစ်နေတယ်ဒီပွဲစဉ်ကတကယ်ကိုစိတ်ဝင်စားစရာကောင်းပါလိမ့်မယ်စီမပက်ကိုအစ်မနာနဲ့ပွဲတည်ပေးထားတယ်အော်စမန်နော်ကလည်း Fighter ကောင်တယောက်ဖြစ်တဲ့အတွက်ဒီတစ်ပတ်ကောင်ပွဲဟာကြီးကောင်းတဲ့ပွဲတစ်ပွဲဖြစ်လာမှာပါအခုအဲ့ထက်ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ကိစ္စတွေရှိလာပါတယ်ခင်ဗျအဲ့ဒါကတော့စီမပက်က ပွဲထိုးတော့မယ်ဆိုတဲ့အကြောင်းကို One Championship ကသူတို့ရဲ့ Facebook page မှာဗီဒီယိုဖိုင်နဲ့အတူပေါ့လေ print တင်ဖော်ပြအသိပေးလာတယ်။ပြောမယ်ဆိုရင်ပွဲအတွက် Sima page လေ့ကျင့်ပြင်ဆင်နေပုံတွေကိုပွဲထိုးတော့မယ်အကြောင်းနဲ့သူကတွဲဖက်ပြီးတော့ print တင်ခဲ့တာခင်ဗျ။ဒီဗီဒီယိုဖိုင်မှာထူးခြားတာတစ်ခုပါလာပါတယ်။အဲ့ဒါကတော့ညောင်ဖိုင်တာကြော်စောင်းအောင်ပါပဲ။ Sima page ကပွဲအတွက်တကူတော့လေ့ကျင့်ပြင်ဆင်ထားတဲ့ဗီဒီယိုဖိုင်လည်းအများကြီးရှိတယ်။ နာမည်ကြီးဒေဒီဂျေဖိုင်တာရင်းနဲ့လေ့ကျင့်ပြင်ဆင်ထားတဲ့ဗီဒီယိုဖိုင်လည်းရှိတယ်။ဝါဟာအဲ့ဗီဒီယိုဖိုင်တွေကိုမရွေးပဲနဲ့ကျော်စွာဝင်းတဲ့လေ့ကျင့်ပြင်ဆင်နေတဲ့ဗီဒီယိုဖိုင်ကိုမှဘာကြောင့်ရွေးချယ်လာပါသလဲ။ဒါအထူးကြောက်ပဲဖြစ်ပါတယ်။ဝါဟာသူတို့စီမှာကျော်စွာဝင်းကိုစင်တင်တော့မယ်ဆိုတဲ့အကြောင်းဒီဗီဒီယိုဖိုင်နဲ့အတိပေးလိုက်တာလားလို့ကျွန်တော်တွေးစရာရှိလာပါတယ်ခင်ဗျ။ကျော်စွာဝင်းကဝမ်းမှာပွဲထိုးရမယ်ဆိုတော့သိကြနေပြီ။ကျွန်တော်ကြားသိရတဲ့သတင်းတွေကတော့ အော်တိုဘာလဆယ်လပိုင်းထဲမှာကျော်စော်ဝင်ရပွဲစဉ်ပါဝင်လာလိမ့်မယ်လို့သတင်းတွေကြားသိနေရတယ်ခင်ဗျဒီတော့ one championship ကအတပြုတင်ညာချက်ရဲ့နောက်ပြီးတော့ဘယ်ဖိုက်တာနဲ့ပွဲတယ်ပေးမလဲဆိုတာကိုပဲကျွန်တော်တို့ညှော်လင့်ရင်ခုံရတယ်ပေါ့လေကျော်စော်ဝင်ကလည်းပွဲနိကက်လာတဲ့အတွက်လေ့ကျင့်ပင်ဆင်မှုတွေကိုပြင်းပြင်းထန်ထန်ဆောင်ရွက်နေတာကျွန်တော်တို့မြင်တွေ့ရတယ်ဖက်ဒက်စင်မြတ်တတိကိုရံလည်းပြောထားတယ်သိမကြတော့ဘူးပြိတ္တတ်တွေမြင်တွေ့ကျင်နေတဲ့နေရာမှာ ျော်စာဝင်းကိုမြင်ရပါတော့မယ်အားပေးဖို့ပြင်ထားပါတော့တိတ်မကြတော့ပါဘူးလို့ပြောထားတာဖြစ်တဲ့အတွက်ဝမ်ချန်ပီယံရှစ်စီကိုကျော်စာဝင်းရောက်လာဖို့တည်ကြနေပါပြီအခုဆိုရင်ဝမ်ကလည်းစေမပက်ရှင်ပွဲနဲ့အတူကျော်စာဝင်းကိုသူတို့ရဲ့အစိပ်ပိုင်းတရဖြစ်ထုတ်ပေါ်ပြသလိုက်ဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ကကျော်စာဝင်းရဲ့ပွဲစဉ်အောက်တိုဘာလရဲ့ဘယ်ရက်မှာဖြစ်လာမလဲဘယ်ပွဲစဉ်ဘယ်ပြိုင်ပွဲရဲ့ခေါင်းစဉ်အောင်မပါဝင်အောင်လဲဆိုတာကို 上肢炎康复的细胞的怎么样？继阿贝尔贝在阿龙姆，周围接触点细胞的怎么